မင်းမြန်ကျင်တဲ့ကဘာကြီးဖြစ်ဖို့မင်းကိုရံကစတင်ပြောင်းလဲပါဒီလိုတန်ဖိုးရှိတဲ့စကားကိုပြောခဲ့သူကတော့ငင်းချမ်းရေးနိုဘယ်ဆုရှင် မဟာတမောဂန်ဘီဖြစ်ပါတယ်ဒီတိုင်းကြည့်လိုက်ရင်တော့ရိုးရိုးရှင်းရှင်းစကားတခွန်းဖြစ်ပေမဲ့ကဘာကြီးကိုပြောင်းလဲပြစ်နိုင်တဲ့အထီးကိုလေးနက်မှုရှိပါတယ်လူအများစုကကဘာကြီးကတရားမျှတမှုမရှိဘူးလူတွေကပို့ပြီးကျင်နာမှုရှိတဲ့တဲ့စသဖြင့်တခြားသူတွေပေါ်ညှိတွားပြောဆိုတတ်ကြပါတယ် တကယ်တော့တခြားသူတွေကိုပြောင်းလဲစေတာထက်ဆိုင်ရင်ကိုကိုတိုင်ကနေစတင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ဥပမာပြရရင်ရိုးသားမှုတွေပြည့်ညတ်နေတဲ့ကဘာကြီးကို လိုချင်နေဆိုပါစို့။ဒါဆိုရင်ကိုကအရင်ဦးဆုံးတခြားသူတွေအပေါ်ရိုးရိုးသားသားဆက်ဆံပေးလိုက်ပါ။ငင်းချမ်းတဲ့ဘဝကျင်ကိုလိုချင်နေဆိုရင် ကိုစိတ်ကိုငင်းချမ်းအောင်အရင်ဆုံးကြိုးစားပါ။ပိုမိုကောင်းဝင်တဲ့အနာဂတ်ကဘာကြီးကိုမြင်နိုင်ဖို့ဆိုရင်တော့ လက်ရှိကိုပိုင်အပြုံမူညာစိတ်ထားတွေကိုအရင်ဆုံးပြောင်းလဲဖြစ်ဖို့လိုပါတယ်။တခုခုကိုပြောင်းလဲဖို့စတင်ရတာမလွယ်ကူပါဘူး။စိတ်ရှည်မှု အားစိတ်ထုံမှုနဲ့ယုံကြည်မှုစတာတွေလိုပါတယ်။ဒါပေမဲ့ခြေထလန်းစတင်လိုက်တာနဲ့တိတာတဲ့ရလတ်မျိုးခံစားရပါလိမ့်မယ်။ကျင်နာပါ၊ရိုးသားပါ၊ရဲရင်ပါ။မင်းမြင်ကျင်တဲ့ကဘာကြီးဖြစ်ဖို့မင်းကိုယ်တိုင်ကစတင်ပြောင်းလဲပါ။